။ဣဒ္ဓံလည်းတွေ့ခြင်းတွေ့မယ်နေထောင်လည်းတွေ့ရင်တွေ့မယ်ဆင်းပြေတာလည်းတွေ့ရင်တွေ့မယ်မပြေတာလည်းတွေ့ရင်တွေ့မယ်ဒါကကိုသိပ်ပြီးတော့ဩအဒိုးအဆုပ်လုပ်လို့ရတဲ့ကိစ္စစီမံဖန်တီးလို့ရတဲ့ကိစ္စမဟုတ်ဘူးတချို့ကိစ္စတွေဟုတ်လားဒါကြောင့်အပြင်အကြောင်းတရားတွေဆိုတာပြင်ဖို့အလွန်တရာမှခက်တယ်တချို့အကြောင်းတရားတွေဆိုရင်အပြင်အကြောင်းတရားတွေဟာပြင်လို့တောင်မရဘူး ော်ဆိုရပါစို့ဘုန်းတို့ဘယ်သူကြောင့်ဘဝကြောင့်ငါစိတ်ဆင်းရတာဟုတ်လားအဲ့လို့ဆိုရင်အဲ့ဒီဘသူဘဝဆိုတာကြီးကိုဘုန်းဘုန်းတို့ကငါစိတ်တိုင်းကြာကြီးမင်းနေပေးလို့ပြောလို့သူနေခြင်းမနေမှာပေါ့ဟုတ်တယ်မဟုတ်လားသူ့သဘောပဲလေအဲ့တော့ပြောရင်ဒါအပြင်းမဲ့အကြောင်းတရားဆိုတာပြင်ဖို့မလွယ်ဘူးတချို့မိဘတွေပြောကြတာရှိတယ်အဲတာသမီတွေကြောင့်စိတ်ညစ်တယ်တာသမီကမလိမ္မာဘူးဟုတ်လားကိုယ်စိတ်တိုင်းမကြဘူးအဲ့လို့ဆိုရင်ကိုယ်စိတ်တိုင်းကြအောင်ဘယ်လိုလုပ်မလို့ ာတချို့ကိစ္စဘလို့မှလုပ်လို့မရဘူးဟိုတခါကြီးတယောက်ပြောတာဘုံဘုံကမှတ်မိနေတယ်အဲမတ်ချစ်စုတည်းအသီးကိုစိန်တလုံးဖြစ်ခြင်းလို့မရဘူးတဲ့ဟုတ်လားမတ်ချစ်စုတည်းရဲ့ပင်ကနေစိန်တလုံးသီးရင်လို့မရဘူးကို့ဖီဇာနဲ့ကိုလာတချို့သားသမီးတွေကိုဘလောက်ပဲမကြိုက်မကြိုက်သူ့ဇေယိုင်းနဲ့သူ့အကြိုင်းနဲ့ဟာလာလာဒါကြီးကိုသူ့ကိုသူစိတ်သူစိတ်တိုင်းမကြเสียဖြစ်တိုင်းသာကိုဆင်းရဲနေရမယ်ဆိုရင်ကိုစိတ်ချမ်းသာတဲ့အကြောင်းကိုမရှိတော့ တော့ပြောရင်ဒါကပြင်မဲ့ကအကြောင်းတရားတွေဆိုတာပြင်ဖို့မလွယ်ပါဘူးရလေအနေချင်းလောက်ဖွယ်ပေါ့နော်အဲ့ဒါလို့ရှိရင်ဘုံဘုံတို့ကဘာလို့အဓိကအာယုံဆက်ရမလဲဆိုရင်အတွင်းအကြောင်းတရားကိုအာယုံဆက်ရမယ်အတွင်းအကြောင်းတရားကိုဘုံဘုံတို့ပြုပြင်ပြောင်းလဲနိုင်မယ်ဆိုရင်စိတ်ပင်ပန်းမှုပူလောင်မှုဟာတဖြည်းဖြည်းနဲ့ပဲဖြစ်သွားမှာလို့ကျော်နေသွားမယ်အဲ့တော့အတွင်းအကြောင်းတရားကိုပြင်ရမယ်ဆိုတာဘာပြောတာလဲဆိုတော့အာယုံတည်တော်မလဲတိကာရအနေထားအနေယောနိတော်မလဲတိကာရဖြစ်အောင်စူးစမ်းတာကိုပြောတာ နော်အထင်မှားအမြင်မှားတဲ့အနေထားကနေအထင်မှားအမြင်မှားဖြစ်အောင်နော်အတွေးမှားတဲ့အနေထားကနေအတွေးမှန်ဖြစ်အောင်ဒါဘုံဘုံတို့အတွင်းအကြောင်းကိုပြုပြင်နေဆိုတာအဲ့ဒါကိုပြောတာနော်အဲ့ဒါတရားဓမ္မမြတ်စွာဘုရားပေးထားတဲ့နီလန်းတွေနဲ့ဘုံဘုံတို့စူးစမ်းမယ်ဆိုလို့ရှိရင်အဲ့ဒီကိစ္စကနော်ခီးပေါက်ပြီးတော့နောက်ဆုံးနော်စိတ်ငြင်းအေးခြင်းဆိုတဲ့အကျိုးရလဒ်ကိုတေချာပေါက်ရမှာဟုတ်လားတကယ်တမ်းဘုံဘုံတို့ဥမာပြောရမယ်ဆိုရင်နော်အရိယာသူတော်ကောင်းကြီးတွေဖြစ်သွားကြတယ်ဆိုတာ အဲ့ဒီအတွင်းအကြောင်းတရားကိုတို့ပြုပြင်နိုင်လို့အရိယာဖြစ်သွားတာပဲဟုတ်တယ်မဟုတ်လားတို့စိတ်ထဲမှာအလွန်ကိုမှားယွင်းတဲ့အာယုန်တိတော်မနတိကာရတွေကိုနော်ဖေဖြောက်ပြီးတော့မှန်ကန်တဲ့ယောနိတော်မနတိကာရအစားထိုးတဲ့အလေးကျင့်ကိုလေ့ကျင့်ရင်းနဲ့ဒီအမြင်မှားတွေအထင်မှားတွေပျောက်ပြီးတော့တို့ဘာဖြစ်သွားရတာတော့နော်ငြင်းအေးတဲ့အဆင့်ကိုတို့ရောက်သွားကြတာဟုတ်လားတော့ပြောရင်တော့ ဒီအကျွန်းအတွင်းအကြောင်းတရားကိုသာဘုံဘုံတို့ပြုပြင်နိုင်မယ်ဆိုလို့ရှိရင်တော့အရိယာသူတော်ကောင်းကြီးတွေအဆင့်ထိရအောင်ပြုပြင်နိုင်မယ်ဆိုရင်ဒါလုံးဝကိုမဖြစ်သွားမှာတော့ညည်းရေးသွားကိုကအဲ့ဒီအဆင့်ထိမရောက်သေးဘူးဆိုရင်တောင်မှပြင်နိုင်ရင်ပြင်နိုင်သလောက်နော်ဘုံဘုံတို့ရဲ့ဘဝမှာစေရဲ့ညည်းအေးမှုကိုမရပြီဘူးလားရမယ်